မြန်မာသက်ဂရီကောဇာသက်ဂရီ1389ခုနှစ်ကိုရောက်လာပြီ။ကောင်းရင်ကျော်နေထားအားလုံးထဲမှာအတိပါပါဂျိုလို့ခေါ်တဲ့စနေအတိသောမဂျိုလို့ခေါ်တဲ့ဂျာဇပတိနေလ တို့ရဲ့အနေထားကဒီတစ်နှစ်လုံးအတွင်းမှာကသောင်းကနေလေးတွေဖြစ်နေတယ်။အာပြုမှုတဲ့အာဖြစ်မှုပဲကပို့ပြီးတော့အာတာနေတယ်။အတိ ပါပဂျိုဖြစ်တဲ့စနေဂျိုကမင်းရသည်မှာတစ်နှလုံးကြည်တယ်ဒီနေရာမှာသူ့ရဲ့အစွမ်းကအနေငယ်ရော့မြောင်ဖြစ်လာတယ်ဂျူလိုင်၁၄ရက်နေ့မှာနောက်ပြန်သွားတဲ့အချိန်မှာတော့သူ့ရဲ့အားကနည်းနည်းလျော့သွားတာပေါ့ဒါပေမဲ့သူက၄လနဲ့၁၄ရက်နောက်ပြန်သွားနေရမှာနိုဘာ၂၈ကနေအတည့်ပြန်သွားတဲ့အချိန်မှာသူ့ရဲ့အားပလာစွမ်းကပြန်ပြီးတော့ပြင်းထန်လာတော့ လူရေးကံရေးလေးတွေမှာလောကကံရတာလေးတွေမှာလူတိုင်းအတွက်အနောက်ရှက်လေးတွေများတတ်တာဘုလေအတီသောမှာကောင်းခြင်းတွေကိုပံ့ပိုးပေးနိုင်တဲ့ဇာတာပတိဂျိုကလည်းအခုချိန်မှာပြိဿရာသီထဲမှာတီနေရမှမေလ15ရက်နေ့ကြာရဲ့မေတော်ရာသီကိုရောက်တော့သူ့ကိုချုပ်ကင်ထားတဲ့ရာသီရောက်တဲ့ကိုရောက်သွားပြီးတော့သူ့ဆွမ်းအောင်သူ့ပြည့်မပြနိုင်တော့ သူ့ရဲ့ဆွမ်းအားယုတ်ကျသွားတယ်အားကျော့သွားတယ်နေအောင်သူကရောက်သွားတယ်အဲ့ဒီလိုနဲ့သူကအားယုတ်လျော့ဆိုတာဖြတ်သန်းနေတဲ့အချိန်ကိုဖြတ်သန်းနေရမှကတကရာသီကို အောက်တိုဘာလ19ရက်နေ့မှာသူကရောက်သွားမှာအဲ့ဒီရောက်တဲ့အချိန်မှာသူ့ရဲ့အားအင်မတန်မြင့်သွားတယ်အုတ်ဆွမ်းသတိရဲ့အားဗလာအင်မတန်ကောင်းလာပြီးတော့လူတွေကို ကောင်းဖို့အတွက်ကိုပေးတဲ့အနေထားကိုရောက်လာရမှတဖန်နိုဝင်ဘာလ စနေကိုရောက်တော့အဲ့ဒီကြာသာပရိကျော်လည်းနောက်ပြန်သွားပြီးတော့အာဗလာတွေကလုံးယော့သွားပြီးတဲ့အချိန်မှာနောက်ပိုင်းမှာတောမဂျိုတွေရဲ့ဇွမ်းအသက်တွေကလည်းရုတ်လျော့တာပေါ့အပြည့်မပေးနိုင်ဘူးပေါ့အားရှိတဲ့အတိုင်းပဲအပြည့်မထုတ်နိုင်ဘူးဒီနေရာမှာကဘာမြေကြီးရဲ့တဘာဝကိုအဓိကကင်တွယ်နေတဲ့တင်းငွေဂျိုနဲ့တင်းလာဂျိုနေလာနှစ်ပါးဟာဒီလာမဲ့ တော်သလင်းလာပြည့်ကျော်တရနေ့မှာသကောင်းရန်ချိန်မှာလာကြမှာလာပြည့်ကျော်နှစ်ရက်နေ့အထိကပ်ပါသွားတယ်ဒါကအင်္ဂလိပ်လိုဆိုရင်တော့ September 9ရက်နေ့ရှယ်နေ့အခုညသကောင်းရန်မှာဒါလာကြမှာပြီးရင်နေကြအောင်ပါနေရကြက်တာကတော်သလင်းလာခွေနေ့ သကောင်းရန်လာခွေရဲ့သကောင်းရောက်ကန်ဒီမနေ့ပိုင်းလေးလို့မှာနေရကြက်မှာမမြင်ရတဲ့နေမင်းကြီး တရားနေမမြတ်နေမြညာမှောင်ကြသွားမှာနောက်တနေ့အထိကိုဝင်ပြီးမှနေချက်ချင်းကပြီးမှာရာဖြင့် September 27နဲ့20နှစ်အကူတွေဒီအချိန်နေသားလုံးကိုသိရှိထားရဲ့နေသားတွေနေခိုင်းလာခိုင်းနေခိုင်းသမားတွေဆိုတာကတနင်္ဂနွေအင်္ဂါစနေယာဟုမှာမွေးတဲ့ပါပအုပ်စု နေရနေဥဆောင်တဲ့အတွက်နေခိုင်းသမားတွေလာခိုင်းသမားတွေလို့ခေါ်တဲ့တင်းလာပုတ်တဟူဂျာသာပတိသောကြတော်မဥဆောင်တယ်တော်မကျော်တယ်လာခိုင်းသမားတွေအားလုံးတို့အတွက်ကကြမာကဟောကိန်းထုတ်တာတဲ့ရရပေးတာပို့ပြီးတော့တင့်တင့်လျောက်ပတ်မယ်လို့အောက်မိပါတယ်အဲ့အတွက်1389ခုနှစ်အတွက်နေခိုင်းလာခိုင်းမှာတရှိနေသောသူအားလုံးတို့အတွက် ယတရားကိုတင်ပြပါတယ်အဓိကတနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓရာဟုဇာတာပရိသောက်ကြစနေအာလုံသောသူတွေအတွက်ဒီတနှစ်တာပတ်လုံးအတွင်းမှာတပြေငါညွန့်ဖျားတင်ရမယ်ကိုနေမှာကိုတင်ရမယ်တနင်္ဂနွေမွေးသူတင်းတွေနေမှာတင်းတင်လာမွေးသူတင်လာနေမှာဒီကိုနေမှာကိုမနဲ့မှာတင်ရမယ်မနဲ့6နိုင်ရနေ7နိုင်အတွင်းမှာတင်ရမယ် တင်တဲ့အခါမှာအားလုံးသောသူတို့သည်ဖန်ခွက်ထဲမှာရေဖြစ်ပြီးတော့အဲ့ဒီဖန်ခွက်ကိုကျွေးပကံများတစ်ချက်ပေါ်မှာတင်ပြီးတော့ဖျားကတ်လူရမယ်ဘာသာကြားတွေအတွက်မိမိယုံကြည်ကိုးကွယ်ရာဖျားတင်တဲ့မတည်ရလဲဇပွဲတစ်ခုပေါ်မှာအမြင့်တင်နေရမှာ တင်ထားရမယ်လေးညသိထားပြီးရင်စော့နောက်တစ်ပတ်မှာပြန်တင်ဒီလိုဆက်တိုက်ထားရမယ်ပြီးတော့လေးညသိထားပြီးရင် ကိုနေရနေစပြီးလေးညတညညညသုံးညလေးညထားပြီးကြံနေနေ့တွေမှာကြတော့ခရင်ညွန်လေးတညွန်ကိုအဲ့ဒီဖန်ခွေထဲမှာထည့်ထည့်ပြီးတော့မှကြံနေရက်တွေကိုအားဖြစ်ရမယ်ခရေကခကကငါနဲ့ရပ်ပလက်ရောက်လာကတွဲထားတာတနေ့လာနဲ့ဗုဒ္ဓူးနဲ့တွဲတာအမငရှင်တို့လေကျန်းတာတို့ရေကြီးတာတို့ကိုပယ်ရှားဖို့အတွက်ကိုဒီလိုလုပ်နေရတာအဲ့တော့သပြေငါးညွန့်တလက် ခရေတလက်ဤကဲ့သို့ဟန်ချက်ညီညီတင်ပြီးတော့ဒီတနှစ်တာကာလအတွင်းအစိုးညာတို့ကို ကာကွယ်ကြပါဝိုင်းဝန်းကာကွယ်ကြပါထူးထူးခြားခြားယုံကြည်မှုရဲ့စွမ်းအသက်တည်းဟာထူးခြားတဲ့စွမ်းအသက်တည်းတစ်ခုဖြစ်ဖွဲ့စည်းလာပြီးတော့မကောင်းသောအရာတို့ကိုကြိုတင်စီမြင်နိုင်ခြင်းကြိုတင်ပယ်ရှားနိုင်ခြင်းဖြစ်ပေါ်လာသောအညံ့တို့ကိုယုံထွက်နိုင်ခြင်းဆိုတဲ့စွမ်းအသက်တည်းပေါ်ထွန်းလာပါလိမ့်မယ် နေသားသီးသီးတို့အတွက်အထူးပြုရတရားကတော့တနေ့ကနေနေ့မွေးသူတွေအတွက်ကတနေ့ကနေနေ့တရက်မှာမနေ့6နိုင်နဲ့9နိုင်ခွဲအတွက်မှာအုံးသီး6တလုံးပေါ်မှာထုံး6ချက်တုတ်အဲ့ဒီပေါ်မှာမှဖျောင်းတိုင်အနီရောင်တင်ထွန်းဖျောင်းတိုင်တွန်းနေတိုင်းစက်တိုင်သုံးရက်ထွန်းပြီးရင်အဲ့ဒီအုံးသီးကိုအမှန်တကယ်စားသုံးသူကိုလှူလိုက်ပါ ၎င်းပြင်ကောင်းချင်းကံကြမ္မာများရစေဖို့အတွက်တန်လိုက်တုံးတုံးကိုရွှေအောင်ကပ်ပြီးတော့ကိုလှုပ်လှုပ်တဲ့နေရာမှာကိုဝင်းချင်းမှာထားပါအန်နီကင်းချင်းလက်ရွှင်ချင်းရပါမယ်တင်းလာနေမွေးသူတွေအတွက်ကတော့မိမိအရက်နဲ့အလျားကြီးတဲ့ကြံချောင်းတစ်ချောင်းကို အနီအောင်ဖဲချိုးနဲ့ပတ်ပြီးတော့ညောင်ပြောင်မှာသွားထားရမယ်တင်းလာနေမှာထားရမယ်မနေ့6နိုင်နဲ့9နိုင်ခွဲအတွင်းမှာ သွားထားရမယ် ပြီးတော့ရွှေရောင်တွေချိတ်တစ်ခုနဲ့ငွေရောင်တွေချိတ်တစ်ခုနဲ့တစ်ခုချိတ်တွေပြီးတော့ကိုလှုပ်လှုပ်တဲ့ဇပွဲမှာထားထားပြီးအန်နီယကင်းချင်းနဲ့လက်ပွင့်ချင်းတို့ကိုရရှိစေလိမ့်မယ်။အင်္ဂါနေ့မွေးသူတွေအတွက်ကတော့ဖျားစီတီတွေမှာသွားပြီးညောင်ထောက်ချင်းကုသိုလ်ကောင်းမှုကိုပြုပါပြီးတော့ကောင်းချင်းကံကြမ္မာများရစေရန်အတွက်ကိုအနောက်မြောက်တောက်အမြင့်တနေရာမှာလေတိုက်ရဲ့လှုပ်ခတ်အစံမြည်တဲ့ wind chime သို့မဟုတ် ဆဲလဲလေးတွေခြိတ်ဆွဲထားလိုက်ပါ အန်ဒီကင်းဘေးရှင်းပြီးလက်ပွေခြင်းကိုချုံးမယ်ဘုဒ္ဓဟူးနဲ့မွေးသူတွေအတွက်ကတော့ဝါပင်ဝါမင်းရာစာဆိုတဲ့ပင်ကိုယူပြီးတော့ကို့အနီးပါအိမ်ရှိမှာမြေအိုးနဲ့အလှဆိုင်အိုးနဲ့စိုက်ပျိုးပြီးရေလောင်းရက်ခတ်ပေးပါ ကောင်းချင်းကံကြမ္မာနဲ့လက်ပွင့်ချင်းနဲ့ချင်းရှားစွာရရှိဇေယံအလို့ငါ ပိုက်ဆံအကျွေစိတ်နှစ်စိတ်ကိုအလဲမှာကော်ထက်ကတ်ပြီးတော့ယာဟုမွေးသူတွေအတွက်ကရဲရိုပင်ကိုတံပုံးထဲမှာသဲဖြည့်ပြီးတော့စိုက်ပြိုးပြီးတော့မြောက်ရက်မှာထားရေလောင်းပေးပါရက်ခတ်ပေးပါအာနီယကင်းပေးရှိမယ်လက်ပွင့်ကံပွင့်ဇေယံအတွက်ကိုတော့ဖျားစီဒီမှာ မကြာခဏသွားရောက်ပြီးတော့ရွှေသင်္ကန်းကတ်လှချင်းပြုတ်ပေးပါဂျာသပဒိနေမွေးသူတွေအတွက်ကတော့မြေအိုးထဲမှာ ပိန်ပန်းပင် interium လို့ခေါ်တယ်ပိန်ပန်းပင် စိုက်ပြိုးပြီးတော့အနောက်မြောက်အရက်မှာထားရှိပါဖြစ်เสียရှိအပင်မှာဖြစ်သွားမယ်လူမှာမရှိတော့အနိမ့်ကင်းသွားလိမ့်မယ်၎င်းတော့ကောင်းချင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်အတွက်မိမိရဲ့ပုံဒူပကြီးကားကိုရေးဆွဲပြီးတော့ဖြစ်စေမိမိဓာတ်ပုံကိုရေးရဖြစ်စေနေရာမှာချိတ်ဆွဲခြင်းဖြစ်စေစပွဲမှာတင်ထားခြင်းဖြစ်စေပြုပါ အညာဆိုကင်းရုံတမကလက်ပွင့်ကံပွင့်ခြင်းတွေရှိနေပြီ။သောကြာနေ့မွေးသူတွေအတွက်ကတော့ကောင်းချင်းကံကြမ္မာနဲ့အရာရာအဆင်ပြေစေဖို့အတွက်ဗတောက်ပင်တပင်ရဲ့အရှိတောင်ဘက်ကနေဗတောက်ကိုင်းကိုယူပြီးတော့အဲ့ဒီဗတောက်ကိုင်းကိုမိမိညာလေညုံးနဲ့တထွာဖြတ်အခောက်ခွာပြီးတော့ရွှေချပြီးကိုယ်နဘေးစောင်းထားပေးရမယ်။ကောင်းသောကံကြမ္မာများထင်ရှားစွာရစေဖို့အတွက်သုံးလက်မှသံကြောင်းတစ်ချောင်းကို ရွှေအောင်သုတ်ပြီးတော့ကိုယ်အလုတ်လုတ်နေရာမှာထားလိုက်ပါလက်ဖွင့်သွားတယ်စနေနေ့မွေးသူတွေအတွက်အညာဆိုးကင်းပြီးကောင်းချင်းကံရဖို့အတွက်တောင်ထမ်းပင်ဒန်းပင်ဒေါနာပင်စနေနံအပင်ကိုအိုးထဲမှာစိုက်ပြီးတော့အနောက်နေဝရရက်မှာထားပါဖြစ်เสียရှိရင်ပင်မှာဖြစ်မယ်ကောင်းချင်းကံတွေကိုလည်းသူကစဲဆောင်ပေးမယ်ပိုမိုကံကောင်းစေရန်အင်းကြီးကျဲသေးစိခုနစ်ကိုပလတ်စတစ်အိတ်ကလေးနှိပ်စိအိတ်ကလေးပေါ့နော်ဒီလိုအိတ် ပိတ်လို့ရတဲ့အိမ်လေးထဲမှာထည့်ပြီးတော့အဲ့ဒီ90စေသောကျဲသေးစေပါတဲ့အိမ်ကလေးကိုပိုက်ဆံသိနေတဲ့နေရာသို့မဟုတ်ပိုက်ဆံရတဲ့ထည့်ဆောင်လက်ပွင့်ကံကောင်းခြင်းများရရှိပါလိမ့်မယ်1380ခုကိုကောင်းစွာအစဉ်ပြေစွာကျော်ဖြတ်နိုင်ကြပါစေ